အဲဒါကတော့ကျွန်တော်တို့ပေါ့နော်ရန်ကုန်တိုင်းတွန်လေးမြို့နယ်ဒီကံဘက်လမ်းဆုံပေါ့နော်ဒီလမ်းဆုံမှာရှိတဲ့ဒါကသူမဒါကဦးလေးနော်အဲဒီသူကြီးနှစ်ယောက်ကဒီမှာနေတာပါနော်သူကမိဘတွေတော့လောဆယ်မရှိတော့ဘူးသူကမတန်ဆွမ်းတယောက်ဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ကဒါလိုအပ်တာလေးတွေကူညီပေးဖို့ရောက်လာတာဖြစ်ပါတယ်။ဘာလို့လိုအပ်တာရှိလဲ။ဟာတကားမပြောတတ်ဘူး။အာဟုတ်ကဲ့ အဲ့ဒါအခုပေါ့နော်ဒါကတော့ဟိုကလေးမလေးကတော့စကားသိမပြောအသက်ကတော့ဒါ30ဝန်းကျင်ရှိပါပြီနော်အဲအဲတကားအဲနော်ဒါကတော့ဒီအိမ်လေးကလည်းဒါမကြခင်ဆိုရင်တော့ဒီလမ်းနယ်နမိတ်ကြောင့်တိတ်ပြီးတော့ဟိုမတည်ကြတော့ဘူးပေါ့နော်ကျွန်တော်ဒါမတည်ကြတော့လို့ကြားတယ်ပြီးကြတော့ကျွန်တော်လည်းမတည်ဘူးအဲအဓိကကဒီမှာဖြစ်ချင်တာကတော့ဒီကလေးမလေးရဲ့ဇာဝင်းနေတွေကျမ်းမာရေးတွေဟိုအဓိကအချက်ကဒီကလေးမလေးပေါ့နော် ဒီ KR လူမျိုးပေါ့နော်သူတို့ဒီမတန်ဆွမ်းမျိုးသမီးတွေစောင့်ရှောက်တဲ့ KR လူမျိုးနေရာလေးတွေကိုဒါဆက်သွယ်ပြီးရင်တော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ဗျအဲ့ဒီ KR တွေရတယ်နော်နော်အဲအဲ့မှာနေချင်တာနေချင်တယ်နော်အဲ့လို KR လေးတွေမှာနေချင်တယ်ပေါ့နော်အဲ့တော့ဒီ KR လေးတွေဆက်သွယ်ရှိတဲ့မိသားစုတွေနော်ဒီ KR က KR ကတာဝန်ရှိတဲ့လူတွေတွေ့လို့ရှိရင်လည်းကျွန်တော်တို့တစ်ချက်လောက်ဒါလေးကိုကူညီဆောင်ရွက်ပေးလို့ရပါတယ်လို့နော်အဲ့လက်တလုံးကတော့ဟိုဟာ ဒါကဒါဥလေးနဲ့နေနေတာအဲဒါတူမလေးနော်음ဒီသမေးသားပြလိုက်လားအပြပါဘာနဲ့သားပါဘာနဲ့သားလဲဟိုကနေရွှေဟိုနေလာဘူးကအဲကျက်တယ်ကျက်တာလာဘူးအဲကျက်တာလာဘူးနော်ဟာချစ်လားတူမလေးကိုအဲနေတော့ဟုတ်အဲချစ်တာပေါ့နော်။ဟောမသမီးနဲ့ချစ်ကသမီးရ။ဟဲ့လား။ဟာ။တို့နှစ်ပါးချမ်းသာငါမျိုးပါချမ်းကြောက်နေရ။အဲဟုတ်ကဲ့ဟုတ်ကဲ့။ဈေးဈေးနဲ့တို့ပါ။ရချက်ပါဈေးဈေးချစ်ရငါသမီး။ဟာဟုတ်ကဲ့ဟုတ်ကဲ့။ တကယ်လို့များပေါ့နော်ဒီတူမာလေးကိုဂေဟာတွေဘာတွေကနေပြီးတော့မွေးစားမယ်ဆိုရင်ခေါ်ရင်ရောရောဒီမှာကျေးပြီလို့မရတော့ဒီလောက်မှာမြန်လိုက်နော်ဘယ်လိုလဲကျေးပါမယ်နော်ဒါဘောဒါဘောဒါဘောဟုတ်ကဲ့ပါဒါကျွန်တော်ပြရတော့ကင်မရာမှာရှိသေးတယ်အဲအဲ့ဒါကြောက်ဝင်စင်ရအဲ့ဒါသူ့ရဲ့မေရဲ့မောင်ဒါအလူဝေ၃သိန်းလူခဲ့ပေးမယ်အဲနော်အဲကျော်လား ပြောတယ်အဲနော်အဲနော်ဒါကကျွန်တော်တို့ဒီမောင်တပ်ပိုင်ဖြိုထိုင်းနိုင်ငံ22နှစ်ပြည့်မွေးနေ့အတွက်ဆိုပြီးတော့လူလာတဲ့လူငွေတသိန်းခွဲရယ်နောက်ပြီးတော့ကိုအောင်စောမိသားစုကနေပြီးတော့လူငွေ9000ရယ်နောက်ပြီးတော့ကျွန်တော်ကိုခန့်တဲ့တငယ်ချင်းများဆိုပြီးတော့ဗောနော်ဒီဟိုညီကိုတွေကနေစုပေါင်းပြီးတော့လူလာတာတသိန်းအလုံးပေါင်းကျွန်တော်တို့အလူငွေ3သိန်းဗောနော်3သိန်းဒီဒီတူကြီးတွေလောဆယ်စာဝတ်နေရေးဖြည့်ရှင်းလို့ရအောင်ဆိုပြီးတော့ဒါကလူပေးခဲ့တာဗောနော်လက်ရှိသူတို့စာဝတ်နေရေးကိုဘယ်လိုဖြည့်ရှင်းနေလဲဆိုတော့ ဒီပဝင်းကျင်အနီးသားတဝက်ကောင်အတိမိတ်ရေတချို့ကဒီမှာလာရောက်ပြီးတော့ကျွေးတာလေးတွေသူတို့စားရတယ်ဘောနော်ကျွေးတာစားရတယ်အဲဒီဟိုလက်ရှိနေတာကတော့ဒီမှာရှိနေတဲ့အတိုင်းလေးပဲနေနေရပါဘောနော်ဒါပေမဲ့ဒီကမတည်ကြတော့ဘူးနော်အဲဒီကမတည်ကြတော့တဲ့အတွက်ကိုဒီကချိန်ကာလမကြာခင်မှာဒီဟာလေးကဖယ်ပေးရမယ့်ပုံစံရှိတယ်ဗျ

Vamos,